ပေါ်တူဂီယူဆန်ကအတင်မှာပထမဆုံးအကြိမ်ရွေးချယ်ခံရရပြီးအဖေးချေရနင်းခဲ့တဲ့ဂျူနီယာရော်နယ်ဒိုရဲ့သားကြီးဖြစ်သူရော်နယ်ဒိုဂျူနီယာကတော့ကစားသမားဘဝရဲ့စာမျက်နှာတည်တစ်ခုကိုဖွင့်လှစ်သွားတော့မှာပါရော်နယ်ဒိုဂျူနီယာကတော့ကစားသမားဘဝပထမဆုံးအကြိမ်ဖြစ်ပေါ်တူဂီယူဆန်ကအတင်မှာရွေးချယ်ခံရရပါ အသက်16နှစ်အရွယ်ရော်နယ်ဒိုဂျူနီယာကတော့ဆော်ဒီနိုင်ငံအင်နာဆာအကယ်ဒမီမှာခြေစွမ်းတက်စီချင်းတိုးတက်လာနေပြီးတော့အကောင်းဆုံးပုံစံတစ်ခုမှာရှိနေခဲ့ရပါဂျူနီယာကတော့ဒီလာရဲမှာပဲဂျပန်နိုင်ငံမှာကျင်းပသွားမယ်ပြိုင်ပွဲအတွက်ရွေးချယ်ခံလိုက်ရပါပေါ်တူဂီအသင်းကတော့ဂျပန်ဂရိအင်္ဂလန်အသင်းတွေနဲ့ရင်းဆိုင်ရှင်ပြိုင်ကစားသွားမှာပါဒါကတော့ရော်နယ်ဒိုဂျူနီယာအတွက်နိုင်ငံတကာဘောလုံးအတွေ့အကြုံကိုပထမဆုံးအကြိမ်ထိတွေ့ခံစားခွေရမှာပါ အဖေဖြစ်သူရောနေတို့ကလည်းတားဖြစ်သူကိုခုံယူတဲ့ငါသားဆိုတဲ့စာသားနဲ့သူဆိုရှယ်မီဒီယာမှာခေတ္တအခုံပြုခဲ့ပါတယ်။ဂျူနီယာရဲ့အဖေဖြစ်သူရောနေတို့ကတော့ပေါ်တူဂီလက်ရေးစင်အသင်းကြီးအတွက်136ဘွယ်ကစား136ကိုတွင်းယူခဲ့ပြီးတော့နိုင်ငံတကာကိုတွင်းများသောကစားသမားအဖြစ်ရည်တည်နေခဲ့ရပါ။ဂျူနီယာတယောက်အဖေဖြစ်သူရဲ့ခြေရာကိုလိုက်နေနိုင်လားစောင့်ကြည့်တော့မှာပါ။